ဘာသာရေးမျိုးဖြစ်တာကစီချိုရှိတဲ့အမျိုးသား35ရာခိုင်နှုန်းကနေပြီးတော့85ရာခိုင်နှုန်းလောက်မှာခန်းစားလေးရှိတဲ့ဂျမိုင်းပြည်ထောင်တရက်ပါစီချိုရှိတဲ့အမျိုးသား85ရာခိုင်နှုန်းဟာဆိုရင်စီချိုစာရှိပြီး10နှစ်ကနေပြီးတော့15နှစ်တာကာလအတွင်းမှာပန်းတေပန်းညိုယောဂကိုအချိန်အနည်းအတိုင်းအတာတစ်မျိုးစီနေရေးဆိုင်ရပါတယ်ဒီပြည်ထောင်ကတက်လက်ပိုင်းမှာတိတ်ပြီးမပြေထပ်ပြီးမယ်အသက်90ကျော်လာပြီးဆိုရင်တော့ဒီဂျမိုင်းပြည်ထောင်ရဲ့တက်ရောက်မှုကတော်တော်လေးပြင်းထန်လာမှုရှိပါတယ် ။ဒီနေ့မှာတော့စီးကျူရှိတဲ့အမျိုးသားတွေမှာဗတ်တီပန်းညို့မဖြစ်အောင်လို့ကာကွယ်လို့ရလားဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။စီချိုချောက်ပဲပတ်တိပန်းညူဖြစ်တာမဟုတ်ပါဘူးတခြားအကြာရင်းတွေချောက်လည်းပတ်တိပန်းညူဖြစ်စင်နိုင်ပါတယ်ဒါတွေကတော့သွေးရင်းတခြားတောက်ကိုမထိန်နိုင်တာစိတ်ပီစီမှုများတာစိုးရင်စိတ်များတာစိတ်တက်ကြတာစားသောက်ပုံမမှန်တာကိုယ်လက်လှုပ်ရှားမှုနည်းတာအဝလွန်တာဆက်လိတ်တောက်တာအရက်အလွန်ကြောတောက်တုံမိတာ သွေးတိုးကိုမထိန်နိုင်တာသွေးနှင့်အဆီဓာတ်များကတချို့ဆေးတွေရဲ့ဗီဒက်ဆူချိုးတွေသွေးပေါင်ကျတာအကိုက်ခဲပြောင်ဆေးတွေစိတ်ကြယောဂါကိုတတဆေးတဲ့ဆေးတွေတောက်နေတာဟာဆိုရင်လည်းပတ်သက်ပန်းညူဖြစ်စေနိုင်ပါတယ်ဒီတော့ဆီချူရှိအမျိုးသားတွေမှာပန်းတိပန်းညူမဖြစ်အောင်ကာကွယ်လို့ရတာဆိုရင်တော့အတိုင်းအတာတစ်ခုတည်းတော့ကာကွယ်လို့ရပါတယ်ဘလို့မျိုးပြောင်းလဲမှုတွေလုပ်ရမလဲဆိုရင်တော့ပထမအောင်စုပ်နေနဲ့သွေးရကြတဲ့ကိုထိမှာ ကိုယ့်ရဲ့နေစဉ်စားသုံးမှုမှာသူရင်တခြားတက်ကိုထိမ့်ညိပေးနိုင်တဲ့အစားအစာတွေကိုအဓိကထားစားပေးတင်ပါတယ်။အသီးရက်တွေကိုများများစားပေးပါ။စံကြုံလို့လိုမျိုးအစားအစာတွေကိုလျှော့စားပါ။သွေးလျှာတက်ကိုထိန်းတာကသွေးကြောလေးတွေအိုင်ကြောလေးတွေထိခိုက်တာတော့ကိုရွှေချပေးပါရယ်သွေးလျှာတက်ကိုလည်းပုံမှန်စစ်ဆေးဖို့မမေ့ပါနဲ့နော်နောက်တစ်ခုကတော့အေကိုဟောဖြတ်ပါ အကူအောက်ကိုအလွန်ချိုတောက်တုံတာကသွေးကြောတွေကိုထိခိုက်ပြီးတော့ပန်းတည်ပညုဖြစ်နိုင်ခြင်းကိုများစေပါတယ်။ဒါကြောင့်မို့လို့အရက်ဖြစ်တာကလည်းကာကွယ်နည်းတည်ရပါနော်။နောက်တစ်ခုကတော့ဆလိတ်ဖြတ်ပါ။ဆလိတ်တောက်တာကသွေးကြောတွေကိုကျင်းစေပြီးတော့သွေးထဲမှာရှိတဲ့ nitric oxide တွေကိုကျဆင်းစေပါတယ်။ဒီလိုမျိုးကျဆင်းတာကလိမ့်တဲ့ဆီကိုသွေးစစ်စစ်မှုရောက်တာနည်းစေပြီးတော့လိမ့်တဲ့မထောင်မနိုင်တာမျိုးလည်းဖြစ်စေပါတယ်။ နောက်တစ်ခုကတော့လှုပ်လှုပ်ရှားရှားနေပါနေ့စဉ်ခူးလဲလှုပ်ရှားမှုလုပ်ပေးပါဒီလိုမျိုးလုပ်ပေးတာကသိစင်းမှုကောင်းစေပြီးတော့ပန်းတီပိုင်းမျိုးဖြစ်ဖို့အတွက်တိတိယယောက်ကောက်ွယ်ပေးပါတယ်ပြီးတော့အေးရောအိတ်တာပါညဘက်မှာပြေးသွားတဲ့အိတ်ဆက်ချင်ရှိအောင်ထားပေးသင့်ပါတယ်ဒီလိုမျိုးပြောတာကအေးရောတဲ့အမျိုးသားတွေကပန်းတီပိုင်းမျိုးထွက်နိုင်ချေရုံနေကြလို့ပဲဖြစ်ပါတယ်နောက်တစ်ခုကစိတ်ပိစင်းမှုကိုလျှော့ပါ စီးပီစီမှုကလိန်နဲ့ထောင်မှတ်နိုင်စွာကိုထိခိုက်စေနိုင်ပါတယ်။လေ့ကျင့်ခန်းလောက်တာတရားထိုင်တာစိတ်ပျော်ရွှင်စေမယ့်အရာတွေကိုလွတ်ဆောင်ပြီးတော့စိတ်ပီစီမှုကိုရှာရှာပြစ်တင်ပါမယ်။စိုးရင်စီများနေတာစိတ်တကြရတာမဖြစ်မဲ့ဆိုရင်တော့ကုလိုပညာရှင်နဲ့ပြသတာကအကောင်းဆုံးပါ။ဒီတော့စိတ်ချရှိပေမဲ့ပတ်သက်ပန်းချက်မဖြစ်အောင်လို့အခုပြပြတဲ့နီလာလေးနဲ့လိုက်နာပြီးတော့ကာကွယ်လို့ရပါရဲ့နော်။နောက်ထပ်ဗီဒီယိုအတွက်အားလုံးကိုချစ်စုတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ပြီမယ်နော်။